ဘယ်ဘယ်လောက်ထိဖြစ်လာမယ်ဆိုတာတော့နည်းနည်းလေးတော့မှန်းကြည့်တာပေါ့တော်တော်လေးပျက်စီးမယ်ထိခိုက်မယ်ကျွန်တော်တို့တော့မိုးမောင်ပြန်ကြပြီလို့တွေးလိုက်ကလေးဟိုကတခါတည်းစကန်းချဖို့အတွက်ကိုကျွန်တော်ကအလုပ်တွေထားခဲ့ပြီးတော့မှချက်ချင်းပြေးလာခဲ့တာဖြစ်ပါတယ်ကျွန်တော်ကလေနာခစ်တော့ကလည်းလုတ်ခဲ့တယ် now ကျွန်တော်တို့ရေဘဲလဲလုတ်တယ်ဘာဘေးပဲဖြစ်ဖြစ်ကျွန်တော်တက်နိုင်သလောက် ကျွန်တော်ရဲ့ foundation ဖြစ်တဲ့ challenge foundation ကနေကျွန်တော်အမြဲတမ်းလှုပ်ဆောင်ခဲ့တယ်ဒီတစ်ခေါက်လောက်စိတ်ထဲမှာလေ ဟိုဟိုခံစားတဲ့ဟာဟိုဘယ်လိုခေါ်မလဲဗျာစကားလည်းမပြောချင်တော့လောက်အောင်ဖြစ်တဲ့ဟာမျိုးမကြုံခဲ့ဘူးဘူးပေါ့မန္တလေးကိုရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကမြို့ပြက်ကြီးတစ်ခုလိုပဲကျွန်တော်တိတ်ဆိတ်ပြီးတော့မှရေမရှိ မီးမရှိနဲ့ခက်ခဲတဲ့သူတွေကယ်ဆယ်ရမဲ့သူတွေနဲ့ကျွန်တော်တို့မှာတတော်လေးကိုဒုက္ခရောက်တာတွေမြင်ခဲ့တဲ့အခါမှာအမစကလုံးနဲ့ဘလို့မှပြောလို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တာကတော့ကျွန်တော်ဘာလုပ်နိုင်လဲကျွန်တော်ဘာတတ်နိုင်လဲတတ်နိုင်တဲ့ထိတောက်လျှောက် ကျွန်တော်လုံมาဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့မန္တလေးဖြစ်ပြီးပြီးချင်းအာနောက်မနေ့ပြန်နေစပြီးကျွန်တော်တို့ရောက်ရှိလာတာဖြစ်တယ်။အာ Challenge Foundation အနေနဲ့ပေါ့နော်ဒါအမတို့လည်းသိပြီးသားပဲ။အာဒီကနေမှကျွန်တော်စကမ်းချပြီးတော့မှစကိုင်းရယ်မစ်ထလာရယ်နေပြီးတော့ရယ်အာအင်းလေးရယ်ဒါတွေအားလုံးဒီနေ့တဝိုက်ကိုကျွန်တော်တို့လှုပ်ဆောင်နေတာဖြစ်ပါတယ်ဗျ။ဒီနေ့ဒီကျောင်းလေးမှာအာအမိုးအကာမရှိတဲ့သူတွေအတွက် ကျွန်တော်တို့ဒီလိုတက်နေလာထိုးပေးအမိုးအကာတွေလာလှုပ်ပေး အာထမင်းလက်ကျွေးတာလည်းဖြစ်ပါလေဗျ။အာကျွန်တော်ကတော့လေဟိုငလင်လှုပ်လိုက်တယ်ပေါ့။လှုပ်လိုက်တာနဲ့ recaste 7.7ဖြစ်တယ်လို့သိလိုက်ကြဲဟိုကအာဘယ်ဘယ်လောက်ထိဖြစ်လာမယ်ဆိုတာတော့နည်းနည်းလေးတော့မှန်းကြည့်တာပေါ့တော်တော်လေးပျက်စီးမယ်ထိခိုက်မယ်ကျွန်တော်တို့တော့မိုးမောင်ပြန်ကြပြီလို့တွေးလိုက်ကြဲဟိုကတခါတည်းစကန်းချဖို့အတွက်ကိုအာကျွန်တော်ကအလုပ်တွေထားခဲ့ပြီးတော့မှချက်ချင်းပြေးလာခဲ့တာဖြစ်ပါတယ်ဟုတ်ကျွန်တော်ကလေ나ခစ်တော့ကလည်းအာလုတ်ခဲ့တယ် now ကျွန်တော်တို့ ရေပဲလဲလုတ်တယ်ဘာဘေးပဲဖြစ်ဖြစ်ကျွန်တော်တက်နိုင်သလောက်အာကျွန်တော်ရဲ့ foundation ဖြစ်တဲ့ challenge foundation ကနေကျွန်တော်အမြဲတမ်းလှုပ်ဆောင်ခဲ့တယ်ဒီတစ်ခေါက်လောက်စိတ်ထဲမှာလေဟိုဟိုခံစားရတဲ့ဟာဟိုဘလို့ခေါမလဲဗျာစကားလည်းမပြောချင်တော့လောက်အောင်ဖြစ်တဲ့ဟာမျိုးမကြုံခဲ့ဘူးဘူးပေါ့ဒါကျွန်တော်ကြုံတွေ့တဲ့အရာအဲ့ဒါလေးဖြစ်တယ်နောက်မန္တလေးကိုရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကမြို့ပြက်ကြီးတစ်ခုလိုပဲကျွန်တော်တို့တိတ်ဆိတ်ပြီးတော့မှရေမရှိမီးမရှိနဲ့ ခက်ခဲတဲ့သူတွေကယ်ဆယ်ရမဲ့သူတွေနဲ့ကျွန်တော်တို့မှာတော်တော်လေးကိုဒုက္ခရောက်တာတွေမြင်ခဲ့တဲ့အခါမှာအမစကလုံးနဲ့ဘလို့မပြောလို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တာကတော့ကျွန်တော်မလုံနိုင်လဲကျွန်တော်မတက်နိုင်လဲတက်နိုင်တဲ့ ठी တောက်လျှောက်ကျွန်တော်လုံမှာဖြစ်ပါတယ်အဲ့ဒီအဲ့ဒီအတွက်အဲ့ဒီအတွက်ကြောင့်လဲအဲ့ဒီကလေးကဒီနေ့ ठी ကျွန်တော်ဒီမှာရှိနေတာဖြစ်ပါတယ်ဟုတ် ready for takeoff. ဟုတ်ကျွန်တော်တို့ရဲ့ international school ရောကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေရောကျွန်တော်တို့ရဲ့တခြားတခြားကျွန်တော်တာဝန်တွေရော နောက်ကျွန်တော်တို့တင်းတော်ရဲ့ချက်ချောင်းရဲ့တာဝန်တွေရောနောက်ကျွန်တော်ရဲ့ဘောလုံးကလပ်အခုဆိုသူတို့ပြင်ဆင်နေပြီပေါ့ဒီဘောလုံးကလပ်တွေရောအကုန်လုံးကျွန်တော်သူတို့ရဲ့ဒရိုက်တာတွေအုပ်ချုပ်သူတွေဆီမှာတေချာမှာပြီးတော့မှတေချာပဲမောင်းနှင်ပေးကြပါကျွန်တော်ကတော့ဒီမှာပဲနေပြီးတော့မှပါဝင်ပါမယ်လို့အာကျွန်တော်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဗျဟုတ်ကျွန်တော်တို့ Challenge Foundation ကျွန်တော်တို့ Foundation အနေနဲ့3000ကျွန်တော်တို့မတည်ခဲ့တယ်ကျွန်တော်မိသားစုကနေ3300 ထပ်ပါဝင်ခဲ့တယ်ကြည်လိုက်တော့ဘလို့မှအဆင်မပြေတာနဲ့ကျွန်တော်နောက်ထပ်3900ထပ်ပါတယ်ဆိုတော့3000ပေါ့နောက် Chinland Foundation ကကျွန်တော်တို့ဒီတကဘာလုံးမှာရှိတဲ့ချင်းလူမျိုးတွေကကျွန်တော်ကိုအထူးပံ့ပိုးထောက်ပံ့ကူညီတာဖြစ်တဲ့အတွက်သူတို့အလှရှင်တွေရဲ့ကျေးဇူးအားဖြင့်ကျွန်တော်တို့အနေနဲ့သိန်းပေါင်း9000အထိအသုံးပြုပြီးတော့မှခုကျွန်တော်တို့လုပ်ပြီးသားကကယ်ဆယ်ရေးနဲ့ကုသရေးအတွက်ကျွန်တော်သိန်းပေါင်း1000လှူဒန်းပြီးပြီဖြစ်ပါတယ်အခုဒီလိုမျိုးတန့်ထိုးပေးတာမျိုးအခုဒီအမေဆွေ အမေကအခုဆိုဒီမှာဒီလိုဟိုးစားလေးနဲ့ရှိနေတယ်ကျွန်တော်အခုလှမ်းကြည့်လိုက်မှတွေ့လိုက်တာဗောတော့အမေအာသူကျွန်တော်ကိုရောက်ကြရသူတက်တောင်းနေတာအဲဆိုတော့ကျွန်တော်တို့ရောက်အောင်ဒီမှာတက်လဲပြန်ထိုးပေးมาဖြစ်တယ်ဟိုပြောချင်တာကလေအရင်တော့ဟိုကျွန်တော်တို့မမရှိလို့ခက်ခဲတဲ့လူတွေကျွန်တော်တို့ထမင်းကြွေးခဲ့ဘူးပါတယ်ဒီတစ်ခေါက်မှာလေကျွန်တော်စီကိုရေဘူးတဘူးတောင်းတဲ့လူကအသက်69နှစ် အမေကြီးတယောက်ရေပူးလာတောင်းပူးပါတယ်တန်းစီပြီးတော့မှနောက်ကျွန်တော်တို့ရှိတဲ့သူတွေချမ်းသာတဲ့သူတွေကိုယ်တိုင်က ရေငတ်နေတယ်အရန်ကိုလိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုရောက်ပြီးကြရဘလို့မှမပြောင်းနိုင်တော့တဲ့အတွက်ဒီမှာဆက်လုပ်နေတာဖြစ်တဲ့3000အထိကျွန်တော်တို့သုံးမယ်ဒါပေမဲ့ဒီထက်လည်းပို့ပြီးတော့မှလည်း အာတုံးပြုတ်ဖို့အတွက်ကျွန်တော်ဆူတောင်းလေးတာဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့ကဆာဗေးတင်းမလွတ်တဲ့ကိုလွတ်ပြီးတော့မှဘယ်နေရာမှာဘယ်လိုထိလဲဘယ်သူတွေတကယ်လိုလဲဘယ်နေရာမှာဘယ်သူတွေခက်မလို့လဲဒါတွေကိုတေချာလေ့လာပြီးမှပဲတကယ်လိုတဲ့လူတွေကိုကူညီတာဖြစ်တယ်ဒီလိုတက်နေဆွေလဲပဲကျွန်တော်တို့ရဲ့သူတို့သက်ဆိုင်ရာကက်မှာရှိတဲ့လူတွေကိုမေးတယ်အထူးသဖြင့်နံပါတ်1ခလေးနဲ့ဖြစ်နေတဲ့မိဘတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့မှခလေးအတွက်ဆိုပြီးတော့မှကျွန်တော်တို့ဒါတက်နေထိုးတယ်နောက်တကြီးရွေအိုတွေဟိုနေရာမှာဆိုကျွန်တော်တို့တကြီးရွေအိုတွေအမေအမေကြီးတွေအဖေကြီးတွေရှိနေတယ်သူတို့တွေအတွက်ကျွန်တော်တို့တက်နေတောက်လျှောက် ထိုးပေးมาဖြစ်ပါတယ်ဟုတ်ဒီအလူအလူဒီဒီလိုမျိုးအလူမှာပါတဲ့သူတိုင်းလဲဘုရားသခင်ကောင်းကြီးပေးပါစေတင်းတို့ရဲ့အခက်ခဲရှိတဲ့အခါမှာဘုရားသခင်တင်းတို့ကိုအာတိမှတ်ပါစေလို့လဲဒီကနေ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဗျ